ရသခင်ဂျေဆုတော်ချီးမွမ်းပါလေကျောင်းနှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ယေရမိနာဂတိကျမ်းခန်းကြီး37အပိုင်ငယ်3ထာဝရဘုရားသည်အဝေးကထင်ရှား၍မိန့်တော်မူသည်ကအကယ်ရှင်စစ်ထာဝရမေတ္တာနှင့်သင်ကိုငှားချေ၏ထို့ကြောင့်ဂယုဏကျေးဇူးကိုသင်၌ကြာမြင့်စွာ ပြ၏ကျွန်တော်ဒီနှုတ်ကပတ်တော်မှာဘုရားရဲ့မေတ္တာအကြောင်းကိုဖော်ပြပါတ ဘုရားသခင်ကဘာပြောလဲဆိုရင်တော့အကယ်ရှင်စစ်သာဝရမေတ္တာနဲ့သင်ကိုငါချစ်တယ်။ဣသရေလလူမျိုးတွေကိုဘုရားသခင်ကသာဝရမေတ္တာနဲ့ချစ်တယ်လို့ဖော်ပြပါတယ်။ဒါကြောင့်မို့တဲ့ဂယုဏဂျေစုကိုသင်နိုင်ကြမြင့်စွာပြတယ်။ဒီနှုတ်ကပတော်ကကျွန်တော်နဲ့လည်းဆိုင်လားဆိုတော့ဆိုင်ပါလေ။ကျွန်တော်တို့ကသခင်ရှုခွတ်တော်ဘုရားကိုယုံကြည်ခြင်းအပြင်အသက်တော်ဣသရေလဖြစ်တယ်။ New Israel ဖြစ်တယ်။ ဣသရေလလူမျိုးတွေကိုဘုရားသခင်ကသာဝရမေတ္တာနဲ့ချစ်တယ်လို့ဖော်ပြပါတယ်။သာဝရမေတ္တာဆိုတော့ကဘတော်မှာမကုံခန်းတဲ့မေတ္တာဖြစ်တယ်။ကျွန်တော်တို့ကိုလည်းဘုရားသခင်ကဘတော်မှာမကုံခန်းသွားတဲ့မေတ္တာနဲ့ချစ်တယ်ဘုရားရှင်ဖြစ်ပါတယ်။ဘုရားရဲ့မေတ္တာကသာဝရမေတ္တာဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ကသင်ကိုဘတော်မှာမဆွန့်ပစ်ဘူး။ဘုရားသခင်သင်ကိုဘတော်မှာပြစ်မထားဘူး။သင်ကိုသာဝရမေတ္တာနဲ့ချစ်တယ်ဘုရားရှင်ဖြစ်တယ်။ ဣသရေလလူမျိုးတွေကိုဘုရားသခင်ကထာဝရမေတ္တာနဲ့ချစ်တယ်လို့ဆိုရအောင်ဣသရေလလူမျိုးတွေကကောင်းလို့လားတကယ်တမ်းကျတော့ဣသရေလလူမျိုးတွေကမကောင်းပါဘူးဣသရေလလူမျိုးတွေကအမြဲတမ်းဖောက်ပြန်ပြီးတော့အမြဲတမ်းဘုရားကိုအပြစ်တင်ပြီးတော့အင်မတန်မှလေပင်ခိုင်ပါတယ်အမျိုးဖြစ်ပါတယ်သို့ရတွင်ဘလောက်ပဲဖောက်ပြန်ပြီးတော့ပြစ်မှားပါစေဘလောက်ပဲ အထက်ထက်ကျူးလွန်ပါစေဘုရားသခင်ကသူတို့ကို ပြန်ပြီးတော့ကောင်းကြီးပေးတယ်ဣသရေလလူမျိုးတွေမှားယွင်းတဲ့အခါမှာ ဘုရားသခင်ကခဏဆုံးမတော့ညာလဲထာဝရမေတ္တာနဲ့ပြန်ပြီးတော့ကယ်မသနာတယ်ပြန်ပြီးတော့ရွေးနှုတ်တယ်ဆိုတာကိုတွေ့ရပါတယ်အင်ပါယာအဆက်ဆက်တိုင်းမှာဣသရေလလူမျိုးတွေကိုဘုရားသခင်ကဆုံးမရပါတယ်ဘာဘူးလို့အင်ပါယာမှာလဲသူတို့ဖန်ဆီးခြင်းခံရတယ်သူတို့နေတဲ့နေရင်ပြီးပျက်စီးသွားတယ်ပါရှားအင်ပါယာလက်ထက်မှာလဲသူတို့တဖန်ကျွန့်ခံရတယ်တို့ရတွင်ဘုရားသခင်ကသူတို့တိုင်းပြည်ကိုပြန်ပြီးတော့တည်ထောင်စေတယ် ဂရိအင်ပါယာလက်ထက်မှာလည်းသူတို့ကသူတို့ဘာရဲ့အနိုင်ကျင့်ခြင်းခံရတယ်။ယောမအင်ပါယာလက်ထက်မှာလည်းယောမတွေရဲ့အုပ်ဆိုးခြင်းကိုခံရတယ်။နောက်ဆုံးအော်တိုမန်တူရကီအင်ပါယာလက်ထက်မှာလည်းသူတို့ကသူတို့ဘာတွေရဲ့အုပ်ဆိုးခြင်းအနိုင်ကျင့်ခြင်းကိုခံရပါတယ်။သူတို့မှားယွင်းတဲ့အခါမှာဘုရားသခင်ကခဏသာစွန့်ပစ်တော်ညာလေပြန်ပြီးတော့သူတို့ကိုနိုင်ငံပြန်ပေးတယ်။1948မှာအစ္စရေးနိုင်ငံဆိုပြီးတော့ပြန်လည်ပေါ်ပေါက်လာပါတယ်။ဘလောက်ပဲမှားယွင်းပါစေဘုရားသခင်ကဘတော်မှသူတို့ကိုမစွန့်တော့ဘူး။ ဖရာရဲ့မေတ္တာကထာဝရမေတ္တာလို့သမချမ်းစာမှာတွေ့ရပါတယ်ဒီနှုတ်ကပတော်ကိုကြည်ခြင်းအပြင်ကျွန်တော်တို့ဒီလေသခင်ခွတ်တော်ဖရာကိုယုံကြည်တဲ့အခါမှာအာဗြဟံရဲ့ကောင်းကြီးမြင်လာကိုခံတော်သူဖြစ်တယ်နယူးအစ္စရေလဖြစ်တယ်အသက်တော်ဣသရေလဖြစ်တယ်သင်ရတ္တာထဲမှာမာယွန်းသွားတဲ့အချိန်လေးဖရာသခင်မနစ်သက်တဲ့ຢာရီနဲ့ဆက်နွယ်မိတဲ့အခါမှာခဏတာဖရာရဲ့မျက်နှာလွှဲခြင်းကိုခံရတော်ညလေဘတော်မှဖရာသခင်ကအဆုံးထိတိုင်အောင်တင့်ကိုမစွန့်ပြစ်ပါဘူး သင်ကိုပြန်ပြီးတော့ထာဝရမြတ်တာနဲ့ပြန်ပြီးတော့သင်းယူတဲ့ကဲမသနာတဲ့ဘုရားရှင်ဖြစ်ပါတယ်။အဲ့ဒါကဘာကြောင့်လဲဆိုရင်ဗြိဉ္ဉ်တရားကြောင့်ဖြစ်ပါတယ်။အာဗြဟံနဲ့ဘုရားသခင်နဲ့ချုပ်ဆိုတဲ့ဗြိဉ္ဉ်တရားကြောင့်ဣသရေလလူမျိုးတွေမကောင်းစွန်ညာလဲဘုရားကထာဝရမြတ်တာဖြင့်ပြန်လဲပြီးတော့ချစ်သနာပြီးတော့ကောင်းကြီးပေးတဲ့ဘုရားဆိုတာတွေ့ရပါတယ်။ကျွန်တော်တို့အသက်တာထဲမှာလည်းမပြည့်ဝမဆုံးလင်တော်ညာလဲဘုရားသခင်ကသခင်ရှုခွတ်တော်အားဖြင့်ကျွန်တော်တို့ကိုဆုံးရသောမရောက်စေဘဲနဲ့ပြန်ပြီးတော့မဆားတယ် ပြန်ပြီးတော့လမ်းတဲ့ပေးတယ်ပြန်ပြီးတော့ကောင်းကြီးပေးတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ဒါကြောင့်မို့ဘရောမစိတ်တမကြနဲ့ဘရောမအဆုံးထိကိုဘုရားသခင်ကမရောက်စေဘူးသင်ကိုဘရောမမစွန့်ပြစ်ဘူးခဏတာမျက်နှာလွှဲတော်ညာလဲသင်ကိုပြန်ပြီးတော့ရွေးနုတ်ခဲ့တယ်မဲ့ဘုရားရှင်ဖြစ်ပါတယ်ဒါကြောင့်မို့ဘုရားသခင်ကခဏဆုံးမကောင်ဆုံးမမယ်ဘရောမသင်ကိုအဆုံးရှုံးမခံဘူးအဲ့ဒါဘာကြောင့်လဲဆိုရင်တော့သင်ရဲ့ကောင်းခြင်းတော်ခြင်းတက်ခြင်းသင်ရဲ့ပြည့်စုံခြင်းကြောင့်မဟုတ်ပါဘူး တခင်ရှိခွတ်တော်ဖရာရဲ့ကြီးစုတော်ပြင်ရင်ကြောင့်ဖရာသခင်ကသင်ပေါ်မှာသာရမေတ္တာဖြင့်ပြန်လည်ပြီးတော့ကယ်မသနာရခြင်းဖြစ်တယ်။တခင်ရှိကြောင်းဖြစ်ပါလေ။ဒါကြောင့်မို့ဟေရှာနာဂတိကျမ်းအခန်းကြီး54အပိုင်ငယ်30မှာဘလို့ဖော်ပြလဲဆိုရင်တောင်ကြီးတို့သည်ရွေ့၍တောင်ငယ်တို့သည်လှုပ်ရှားတော်လေ။ငါဤမေတ္တာသည်သင်မှမရွေ့ရ။ငါဤငိမ့်သက်ခြင်းပြင်ရင်လည်းမလှုပ်ရှားရဟုသင်၌တနာခြင်းကိူနာစိတ်ရှိတော်မူသော ထာဝရဘုရားမိန်တော်မူ၏ထာဝရဘုရားကဘလို့မိန်တော်မူလဲဆိုရင်တော့အင်မတန်မှခိုင်ခန့်တဲ့တောင်ကြီးတွေဟာရွေ့သွားပြီးတော့တောင်ငယ်တွေကလှုပ်ရှားကောင်းလှုပ်ရှားပါလိမ့်မယ်ငါရဲ့မြစ်တာကတော့မင်းစီကနေဘယ်တော့မှမရွေ့ရဘူးငါရဲ့ငြိမ်သက်ခြင်းပရိညာလည်းမလှုပ်ရှားရဘူးဘာကြောင့်လဲဆိုရင်တော့ဘုရားသခင်ဟာတနာခြင်းဂယုဏစိတ်ရှိတဲ့ဘုရားရှင်ဖြစ်တယ်ဒါကြောင့်မို့ဘုရားသခင်မြစ်တာကကျွန်တော်ပုံမှာဘယ်တော့မှမကုန်ခန်းသွားပါဘူး ခင်ရှုခွတ်တော်အားဖြင့်သင်ကရွေးချယ်ခြင်းခံရတော်သူဖြစ်တယ်။သခင်ရှုခွတ်တော်အားဖြင့်သင်ကယေရှုတရားပရိညင်နဲ့ဆက်ဆိုင်တော်သူဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ကသင်ကိုဘယ်တော့မှအဆုံးရှုံးမခံဘူး။သာဝရမေတ္တာနဲ့သင်ကိုချစ်နေတဲ့ဘုရားရှင်ဖြစ်တယ်။ဒါကြောင့်မို့ဘဝကြီးကိုခါသီးစွာအသက်မရှင်မဲနဲ့ဘဝကိုဖြစ်တယ်လို့အသက်မရှင်မဲနဲ့ဘုရားသခင်ရဲ့သာဝရမေတ္တာနဲ့ချစ်တဲ့ ်ဖရာရဲ့မြင့်တာကိုနားလည်ပြီးတော့ဖရာသခင်မြင့်တာထဲမှာဖရာသခင်နဲ့အတူရှောင်းလန်းအသက်ရှင်တော်သူများဖြစ်စေဖို့ဝေငါပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ